ီလူကဘာအမားမျိုးကိုတကယ်တမ်းကျူးလွန်ခဲ့လို့တန်ဆူးတွေပါတဲ့တန်တစ်တာထဲမှာပိတ်လောင်ခံထားရတာလဲသူ့ရဲ့ခန္ဓာကိုယ်ပုံစံတစ်မျိုးတည်းကိုသာထိန်းထားနိုင်ပြီးတော့နည်းနည်းလှုပ်လှက်ရုံနဲ့အသေးခိုက်အောင်နာကျင်မှုကိုခံစားရမှာပါဒါကတော့တိုင်းလောကရဲ့အငင်းပွားစရာနဲ့တုံလုံးစရာဇလန်တစ်ခုရဲ့အစပါပဲဒီလူရဲ့နာမည်ကရွိပောင်လို့ခေါ်ပြီးတော့ဖြောင်းမတ်တဲ့နတ်သူရဲကောင်းရဲ့အကြီးဆုံးတပည့်ဖြစ်ပါတယ်။ဒီနေ့မှာတော့ရွိပောင်နဲ့သူ့ရဲ့တပည့်ငယ်နှစ်ယောက်ကတဲခုခံတစ်ခုကိုရောက်လာတဲ့အချိန်မှာအစိတ်တရားဂိုင်းကောင်းသောယင်ချွမ်းကချက်ချင်းပဲတားဆီးလိုက်ပါတယ် မင်းလွန်ခဲ့တဲ့တပတ်ခွဲလောက်ကရွှေကြားခိုင်းကလူ21ယောက်ကိုတက်ခဲ့တယ်။ဒီနေ့တော့မင်းကိုဖမ်းပြီးတော့တိုင်းလောကသားတွေရဲ့ရှေ့မှာမင်းရဲ့အပြစ်တွေကိုဝန်ခံခိုင်းမယ်။ရွေးပောင်ကဒီကိစ္စကိုဘာမှမသိပါဘူး။သူ့တပည့်ငယ်နှစ်ယောက်ကလည်းတက်တဲ့ခံမိနိုင်ပါလေ။ဒါပေမဲ့အစိတ်တရာခိုင်းကမကောင်းဆိုးဝါးခိုင်းဖြစ်တာကြောင့်ရွေးပောင်ရဲ့ရှင်းပြချက်ကိုဘလို့လို့နားထောင်ပေးမှလဲ။သူတို့ကလူဝင်အားကိုအားကိုးပြီးတော့ရွေးပောင်ကိုအရှင်ဖမ်းလိုက်ပါလေ။ဒါပေမဲ့သူတို့ကရွေးပောင်ကိုမတက်ဘဲနဲ့တိုင်းသဘာများအစည်းအဝေးကိုတရားစီရင်ဖို့ခေါ်သွားမယ်လို့ပြောပြီးတော့တန်ဆူးတွေပြည့်နေတယ်။ခေါင်းတလားထဲမှာလှောင်ပိတ်ထားလိုက်တာပါ။ ဟီပေါင်ကချွေကြားကိုင်းကိုတတ်ဖြတ်တယ်ဆိုတဲ့သတင်းကတိုင်းလောကတစ်ခုလုံးကိုအလျင်မြန်ပြန့်နှံ့သွားပါတယ်။အစိတ်တရားကိုင်းကတမာတမတ်ကြဖို့အတွက်နဲ့နာမည်ကြီးပြီးတော့ဝါရင်နဲ့တိုင်းလောကတိုင်းသမားကြီးဟွာစီကူကိုပါဖိတ်ခေါ်ပြီးတော့တိုင်းသမားများစုဝေးဝဲကိုဥဆောင်စီရင်ခိုင်းပါတယ်။အစိတ်တရားကိုင်းကောင်းဆောင်ကြောက်လုံနဲ့အတွင်းရေးမှူးယင်ကြီးတို့ကဟီပေါင်ကိုကောင်တလာနဲ့တူတူကိုတိုင်းလိုက်ပါပို့ဆောင်ပေးပါတယ်။ယင်ကြီးကနှက်သူရဲကောင်းကိုင်းကကြားဖြတ်တိုက်ခိုက်မှာကိုစိုးရိမ်နေတာပါ။ ကြောက်လုံကတော့လုတ်ကြံတက်ဖြတ်သူဝန်ရင်ထိုက်ကိုငွေအမြောက်များပေးပြီးတော့ငှားရမ်းထားတာကြောင့်စိတ်ချလက်ချနေဖို့ပြောပါလေဝန်ရင်ထိုက်ကတိုင်းပညာအထူးကျွမ်းကျင်ပြီးတော့ရွှေရောင်အနာတက်ကြဖို့နဲ့တိုင်းလောကကိုတဏံတလျာသွာလာနေတဲ့သူပါသူကတခါတလေဖြောက်မှတ်တယ်လို့တခါတလေဆိုးသွမ်းပြီးတော့တိုင်းလောကရဲ့အင်အားတက်လာတယ်သူရဲကောင်းတူဖြစ်ပါလေသူ့လိုပဲနာမည်ကြီးတာကလှင်မြန်သွားခုတ်ထစ်တဲ့သူရဲကောင်းလူမဲနဲ့ဆိုပဲဖြစ်ပါလေဒီနှစ်ယောက်ကချစ်သူကြီးစားကိစ္စမှလည်းပြိုင်ဘက်တွေလို့ပြောလို့ရပါလေ ။ဒီနေ့မှာဝန်ရင်ထိုက်ကတဲခုကန်တခုမှာမိမ့်မလာလေးမင်းကျူကိုလိုက်နေပါတယ်။သူကပတ်ဆက်အများကြီးသုံးပြီးတော့ဒုတိယတက်တစ်ထပ်လုံးကိုကြိုတင်ဖိုခင်ယူပြီးစပွဲတို့ကိုမင်းကျူအတွက်အကောင်စားဟင်းပွဲတွေနဲ့ပြည့်နေတဲ့စပွဲတစ်လုံးကိုပြင်ဆင်ခိုင်းပါတယ်။မင်းကျူကစပွဲတို့ကိုအေးဆက်ဆက်နဲ့ပြောပြီးတော့အိမ်ကခွေးပြူကိုတွားကျွေးရမယ်ဆိုပြီးတော့အားလုံးကိုထုတ်ပူးခိုင်းလိုက်ပါတယ်။ဝမ်ရင်ထိုက်ကအဲ့ဒါဘာကိုဆိုလိုတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။စပွဲတို့ကဝမ်ရင်ထိုက်ကိုကြောက်တာကြောင့်မလို့ခွေးမဲကိုတွားကျွေးမှာပါဆိုပြီးတော့အတန်ကြိမ်နဲ့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာလူမဲနတ်ဆိုးကလည်းမထင်မှတ်ဘဲနဲ့ထမင်းစားဖို့ရောက်လာတော့မင်းကျူးကမရေနိုင်မင်းနဲ့မနေနိုင်အောင်ဖြစ်သွားပါတယ်လူမဲနတ်ဆိုးကစပွဲတွေလွတ်နေတာကိုမြင်တော့ထိုင်ဖို့ပြင်လိုက်ပါတယ်မင်းဒီစပွဲမှာထိုင်လို့မရဘူးဟိုဘက်စပွဲမှာလည်းထိုင်လို့မရဘူးလူမဲနတ်ဆိုးကအတန်တိတ်ပြီးတော့ဝမ်းရင်ထိုက်စီကိုရှောက်သွားကသူ့ရဲ့နောက်ကျောကနေအားနဲ့ကန်ချလိုက်ပါတယ်မင်းဖင်နေအများကြီးရှိရထင်နေလို့လားနှစ်ယောက်စလုံးမျိုးလုံးချင်းဆိုင်ပြီးစိုက်ကြည့်ပြီးတော့ဆဲဆိုကြပြီးတော့ရန်ဖြစ်ဖို့အခြေအနေထိကိုရောက်လာခဲ့ပါတယ် အဲ့ဒီချိန်မှာအစိတ်တရားခိုင်းကတပည့်တယောက်ရောက်လာပြီးတော့ဝမ်ရင်ထိုက်ကိုဖိတ်ခေါ်တာကြောင့်အဲ့ဒီကိစ္စကိုခဏရန်နာလိုက်ရတာပါကြောက်လုံနဲ့ဝမ်ရင်ထိုက်တို့အရေးကိစ္စတွေဆွေးနွေးနေတဲ့ချိန်မှာအစိတ်တရားခိုင်းကောင်းဆောင်တော်သူဖြစ်တဲ့ယင်ကြီးနဲ့ကြောက်ဝမ်တို့ကစွန့်ပစ်ထားတဲ့ဖျားเจ้าပြက်တစ်ခုမှလျှို့ဝှက်ချိန်တွေ့ရပါတယ်ယင်ကြီးကလမ်းခွဲဖို့ပြောပြီးခိုင်းကောင်းဆောင်ယာတုကပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်လို့ဆိုပါတယ်ရှောက်ဝမ်ကဒေါသထွက်သွားပါတယ်ရှင်းရှင်းပြောမယ်မင်းသာလမ်းခွဲခြင်းနဲ့ဆိုရင်ငါအသက်ကိုစွန့်ရဲရရင်တော့ အကုန်လုံးခိုင်းကောင်းဆောင်စီမှာဖွင့်ချပြမယ်။ယင်ကြီးကချက်ချင်းပဲခြူတာသွားပြုံးပြပြီးတော့သူ့ကိုမြှောက်ပြောလိုက်ပါတယ်။ရှောင်းဝမ်ကသူ့ရဲ့ယောက်ျားပိသားမှုကိုပြဖို့ကြိုးစားနေတော့မှပဲဖះအောင်ပြက်ထဲမှာလှုပ်ရှားမှုမရှိဘဲထိုင်နေတယ်။လူတယောက်ကိုတော့သတိမထားလိုက်မိပါဘူး။ရှောင်းဝမ်သတိလဲလဲဖြစ်သွားတဲ့အချိန်မှာယင်ကြီးကနားကိုဖောက်တဲ့လေးနဲ့သွေတိုင်းခွက်နဲ့ထိုးနှက်လိုက်တာကြောင့်ရှောင်းဝမ်တကောနေရာအပြင်းထန်ရသွားပါတော့တယ်။သူ့ရဲ့အော်ဒန်ကြောင့်အဲ့ဒီထူးဆန်းတဲ့လူကလည်းနိုးသွားပါတယ်။ယင်ကြီးရဲ့တိုက်ခိုက်မှုကရက်ဆက်လွန်ပြီးတော့တိုင်းခွက်အနေငယ်တွေမှာပဲရှောင်းဝမ်ကိုတပ်ပစ်လိုက်ပါတယ်။ ပြီးတော့သူမကအေးဆက်ဆက်နဲ့လှည့်ထွက်သွားပြီးမျက်လုံးတစ်စုံကသူမကိုစောင့်ကြည့်နေရဆိုတာလုံးဝမသိလိုက်ပါဘူး။အဲ့ညမှာပဲလူမဲနဲ့ဆိုကအစိတ်တရားခိုင်းတဲ့ကိုခိုးဝင်သွားတာပါ။သူ့ရဲ့ဆရာအမိန်အရာရွှေကြားခိုင်းရဲ့သွေးချောင်းစီးကိစ္စကိုအသေးစိတ်စုံစမ်းဖို့သူကရောက်လာတာပါ။အစောပိုင်းနေ့လေတုန်းကကြောက်လုံရဲ့ယထာကတန်ဆူးတွေပါလေခေါင်းတလားကိုဆွဲယူသွားတာကိုမြင်တော့တခုခုမမှန်ဘူးဆိုပြီးတော့ခံစားလိုက်မိပါတယ်ခေါင်းတလားကိုဖွင့်လိုက်တဲ့ခါမှာဖမ်းခံထားရတဲ့ရွေးပောင်ကိုတွေ့လိုက်ပါတယ် ဒီလူမဲနဲ့ဆိုကသူ့ကိုကဲတင်နိုင်ဖို့အတွက်နာကျင်မှုကိုတီးခံဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယူပောင်ကတော့လက်မခံဘဲနဲ့ညှင်းဆလိုက်ပါတယ်။သူကအစိတ်တရားခိုင်းကသူ့ရဲ့နာမည်ကိုအတုံးချပြီးတော့ရွှေချားခိုင်းကိုတက်ဖြတ်ခဲ့တာခိုင်းအတီးတီးကိုအားနှဲအောင်လုပ်ပြီးတော့တိုင်းလောကကိုစိုးမိုးဖို့ကြံစည်နေတာဖြစ်ကြောင်းလူမဲနဲ့ဆိုကိုပြောပြခဲ့ပါတယ်။သူသာအခုထွက်သွားရင်အပြစ်ကိုဝန်ခံရရောက်မှာမဟုတ်ဘူးလား။အစိတ်တရားခိုင်းကအောင်မြင်သွားမှထက်စာရင်သူကဒုက္ခခံဖို့ဆန္ဒရှိပါတယ်။လူမဲနဲ့ဆိုကတော့သူ့ကိုချီကျူးပြီးတော့ရွေးပောင်ရဲ့နာမည်ကိုပြန်လဲရှင်းလင်းပေးဖို့ကူညီခြင်းကြောင့်ပြောပြပါတယ် ဟီးပောင်ကတော့လက်သူရဲကောင်းဂိုင်းကောင်းဆောင်လော့စီကိုတရင်တစ်ခုပေးခိုင်းလိုက်ပါတယ်အတော်ဝါဝါခုစီကိုအစိတ်တရာဂိုင်းကလက်ထိုးထားနိုင်တာကြောင့်သတိထားပြီးလှုပ်ဆောင်ဖို့သတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလက်သူရဲကောင်းဂိုင်းကိုဂိုင်းတီတီကရောက်ရှိလာကြပါပြီသူတို့ကယူပောင်ရဲ့ရွှေကြားဂိုင်းတက်ဖြတ်မှုစုံစမ်းစစ်ဆေးခြင်းစတင်ကြောင်းကြေညာလိုက်ပါတယ်တပည့်ကြီးနှစ်ယောက်ကရွှေကြားဂိုင်းရဲ့ကြေကွဲဝယ်ရာနေမှာသူတို့ကယူပောင်နဲ့တနေကုန်တူတူရှိနေကြကြောင်းဒါကြောင့်မို့လို့ယူပောင်ကအဲ့ဒီဂိုင်းကိုရှင်းပြနိုင်ကြမရှိကြောင်းတက်သေးခံပါတယ် တခြားသူတွေကလည်းကြီးပောင်ကဒီလိုမျိုးရန်ကားစွာတပြတ်မှုမျိုးကျူးလွန်မယ်ဆိုတာကိုမယုံကြည်ကြပါဘူးအစိတ်တရားကိုင်းကရက်ဆက်ပြီးတော့စိုးသွမ်းတယ်လို့နာမည်ကြီးကြကြအောင်ဒါကသူတို့ရဲ့ပရိယေဖြစ်မယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ကြပါတယ်တချို့ကအစိတ်တရားကိုင်းသားတွေကိုတတ်ပြီးတော့ကြီးပောင်ကိုကယ်တင်ဖို့အကြံပြုကြပါတယ်ခိုင်းကောင်းဆောင်လောကလူအုပ်ကိုစိတ်တည်ငြိမ်အောင်လုပ်ပြီးတော့သူ့တပည့်ကြီးပောင်ကိုယုံကြည်ကြောင်းပြောပြပါတယ်ဒါအပြင်လေးစားခံရတဲ့အကြီးကဲဟွာကတိုင်းသမားများစုဝေးပွဲကိုဥဆောင်နေတာကြောင့်တရားမျှတမှုကအနိုင်ရပြီးတော့ရွေးပောင်ရနိုင်မယ်ကိုရှင်းလင်းပေးနိုင်လိမ့်မယ်လို့ဆိုပါတယ် စကားပြောနေတော့မှာပဲလူမဲနဲ့ဆိုရောက်လာပြီးတော့ရွိပောင်ရဲ့သတင်းစကားကိုခေါင်းဆောင်လော့စီကိုပေးပို့လိုက်ပါတယ်။တိုင်းသမားများစုဝေးဝဲကထောင်ချဖြစ်ကြောင်းနဲ့ဟွာစီကူကိုအစိတ်တရားခိုင်းကလက်ထိုးထားနိုင်အောင်သူတတိပေးလိုက်ပါတယ်။ဒီစကားကိုကြားရတော့သူ့ရဲကောင်းမလေးမင်းကျူကအမျက်ဒေါသထွက်သွားပါတယ်။သူမကလူမဲနဲ့ဆိုကိုရင်ဆိုင်ပြီးတော့သူကလေးစားခံရတဲ့အကြီးကဲဟွာကိုအတရေဖြတ်ဖို့အတွက်ဟွာမိသားစုရွာကိုစုံစမ်းစစ်ဆေးပြီးပြီလားဆိုပြီးတော့မေးလိုက်ပါတယ်။လူမဲနဲ့ဆိုကမစုံစမ်းရသေးကြောင်းအမှန်တိုင်းပြန်ဖြေပါတယ်။မင်းကျူက ဝါမီသားစုရွာကိုသွားပြီးတော့အမှန်တရားကိုရှာဖွေမယ်ဆိုပြီးတော့လူသီးရှင်ကြာကြေညာလိုက်ပါတယ်။သူမလှည့်ထွက်သွားပါပြီ။အစိတ်တရားကိုင်းကဒီကိစ္စကိုသတင်းပြန်ပို့မဲ့သူကိုအသက်ရှင်ဝင်ပေးမှာမဟုတ်ဘူးဆိုတာသဘောပေါက်တဲ့လူမဲနဲ့ဆိုကသူမရဲ့နောက်ကိုအလျင်မြန်လိုက်သွားပါတယ်။ဒါပေမဲ့လမ်းခရီးမှာတော့အစိတ်တရားကိုင်းကလုံးကြံသူတူအူကိုမှမတွေ့ပါဘူး။တကယ်တော့ဝိုင်းရင်ထိုက်ကလမ်းတဝက်မှာပဲအစိတ်တရားကိုင်းရဲ့လုံးကြံတက်ဖြတ်သူတွေကိုတက်ဖြတ်ပြီးသားဖြစ်နေတာပါ။ ထူးဆန်းတာကဝန်ရင်ထိုက်ကအရင်ကအစိတ်တရားကိုင်းစီကပတ်စံယူခဲ့ပေမယ့်အခုတော့သူတို့ကိုလှုပ်ဝက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ပန်းတိုင်စီကိုအလင်းစလိုသွားနေတဲ့လူမဲနဲ့ဆိုကတစ်သားတရားတစ်ခုကိုဖျက်ကျော်စင်မှာပဲစိတ်လှုပ်ရှားနေတယ်။အဖိုးအိုတူနဲ့ရင်ဆိုင်တွေ့ပြီးတော့နှစ်ဦးသားထိတ်တိုက်တိုက်မိကြပါတော့တယ်။ချောမောလာပတဲ့မင်းကလေးကိုအမိလိုက်ဖို့အလင်းလိုနေတာလား။မင်းကခေါင်းမာလုံးနဲ့ဒီလိုအကျင့်နဲ့ဆိုရင်ဘယ်တော့မှအမိလိုက်နိုင်မှာမဟုတ်ဘူး။ဒီလိုအကျင့်နဲ့ဆိုရင်လည်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။အဲ့လိုနဲ့နှစ်ယောက်သားစပီးတိုက်ခိုက်ကြပါလေအဖိုးအိုရဲ့တိုင်းပညာကထူးချွန်လွန်လာကြောင့်လူမဲနဲ့ဆိုကအရှုံးပေးလိုက်ရပါလေ အဖိုးကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတိုင်းပညာအထူးကျွမ်းကျင်နေတခြားအဖိုးတို့ဦးလည်းရောက်လာပါတယ်သူကဘာစကားတစ်ခွန်းမှမပြောဘဲနဲ့လူမဲနတ်ဆိုးကိုစိန်ခေါ်ပြီးတိုက်ခိုက်တာပါတကယ်တော့ဒီအဖိုးကလူမဲနတ်ဆိုးရဲ့ဆရာဖြစ်ပါတယ်ဆရာဖြစ်သူကလွန်ခဲ့တဲ့အဖိုးကသူ့ရဲ့အရက်တောက်ဖို့ဟောင်းတိုင်းလောကမှာဖိုးချောင်ခွက်အိုလို့မိရတဲ့ခြားဟုံးဖြစ်သူဖြစ်ကြောင်းတပည့်ကိုပြောပြခဲ့ပါတယ်သူကဝါစီးကူရဲ့ချစ်သူဟောင်းလည်းဖြစ်ပြီးတော့သူမကိုကူညီဖို့အလင်းစလိုသွားနေတာဖြစ်နိုင်ပါတယ်ဆရာဖြစ်သူကိုနှုတ်ဆက်ပြီးတော့လူမဲနတ်ဆိုးကမင်းကျူကိုဖျားเจ้าမြတ်တစ်ခုမှရှာတွေ့ပါတယ် လူမဲနဲ့ဆိုးကစကားပြောမကျွမ်းကျင်တာကြောင့်မင်းကျူနဲ့စကားများပြီးရင်ဖြစ်ကြပါလေအပြင်လူတယောက်ကကြိလိုက်ရင်သူတို့နှစ်ယောက်ကမြူဆွဲနေတယ်လို့ထင်ရှားရမှာပါသူတို့စကားပြောနေစင်မှာပဲဝန်ရင်ထိုက်ရောက်လာပါတယ်တယောက်ကိုတယောက်မြင်လိုက်တာနဲ့မုံဒီစိတ်တွေပြည့်နှက်သွားပြီးတော့ချက်ချင်းပဲတိုက်ခိုက်ကြပါတော့တယ်ဒါပေမဲ့သူတို့ရဲ့တိုင်းပညာအစင်တန်းကတူညီတာကြောင့်တိုင်းကွက်ပေါင်းများစွာတိုက်ခိုက်ပြီးတော့မှအနိုင်ရှုံးမပေါ်ခဲ့ပါဘူးဒေါသထွက်နေတယ်မင်းကျူကထွက်သွားတဲ့အချိန်ကျမှပဲတိုက်ပွဲကရပ်တန့်သွားပါတော့တယ်ဝန်ရင်ထိုက်ကသူမကိုစိတ်ဆိုးမှဆိုးရင်တာကြောင့်အလျင်အမြန်ပဲနိုင်ကိုနောက်ကနေလိုက်သွားပါတော့တယ် ဒါပေမဲ့လူမဲနာဆိုကတော့ပြဲ့ပြန်ပြီးတော့အခန်းကိုကြည့်လိုက်ပါတယ်အတွင်းထဲမှာရုပ်ထုတစ်ခုကလူရစစ်နဲ့တူတယ်လို့ခံစားမိပါတယ်သူစမ်းတတ်ဖို့အတွက်ခေါင်းမိုးကနေအုတ်ချွတ်ပြားခဲ့အငဲသားလေးတစ်ခုကိုပြစ်လိုက်ပါတယ်ရုပ်ထုကတုံ့ပြန်ခြင်းမရှိပါဘူးလူမဲနာဆိုကပိုကြီးတဲ့အစိပ်ပိုင်းကိုပြစ်လိုက်တော့လေရုပ်ထုကငြိမ်သက်နေတော့မှပဲဒါတန်ဦးကောင်းပညာကိုကျင့်ထားတာများလားလူမဲနာဆိုကမြေပြင်ကနေပြီးတော့ဘုံကြီးကြီးတစ်ခုကောက်ယူပြီးတော့ရုပ်ထုစီကိုပြစ်လိုက်ပါတယ်။အဲ့ဒီထူဆန်းတဲ့လူကလုံးဝဒေါသထွက်သွားပြီးတော့လက်ဝါးရိုက်ချက်နဲ့တိုက်ခိုက်လိုက်တာကြောင့်လူမဲနာဆိုကလွင့်စင်သွားပါတော့တယ်။ ထူးဆန်းတဲ့လူကတူတွေကိုလှည့်ဝက်လက်နက်အဖြစ်အသုံးပြုပြီးတော့လူမဲနဲ့ဆိုရဲအသက်အန္တရာယ်ရှိတဲ့နေရာတွေကိုဓာတ်ရိုက်ပိတ်မှတ်ထားပါတယ်။ဒီလိုရေးပါတဲ့အချိန်မှာသူ့ရဲ့ဆရာကအချိန်မီရောက်လာပြီးတော့ကဲတင်လိုက်တာကြောင့်တော်ပါသေးတယ်။ထူးဆန်းတဲ့သူကလည်းမနေတော့ဘဲနဲ့နောက်လှည့်မကြည့်ဘဲနဲ့အလျင်အမြန်ထွက်ပြေးသွားပါတော့တယ်။လူမဲနဲ့ဆိုရဲဆရာကထန်းဆန်းကိုင်းရဲ့ခေါင်းဆောင်မှာသူကိုယ်တိုင်တောင်အဲ့ဒီလူထူးဆန်းရဲ့အတိုင်းပညာကအလွန်မြင့်မားကြောင်းအံဩစွာပြောဆိုခဲ့ပါတယ်။သူဆရာသာအချိန်မီမရောက်လာခဲ့ရင်လူမဲနဲ့ဆိုကတိတ်ဆုံသွားနိုင်တာပါ။ တကယ်တော့အဲ့ဒီထူးဆန်းတဲ့လူကအစိတ်တရားခိုင်ကောင်းဆောင်ဟောင်းကြောက်လုံရဲ့ဆရာသူအကိုကြီးဖြစ်တဲ့သွေးနက်ဘလူပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကသွေးနက်ဘလူကယာဇဝဲမှုပေါင်းများများစွာကိုကျူးလွန်ခဲ့တာကြောင့်တိုင်းလောကမှာပြည်သူရဲ့ရန်သူဖြစ်ခဲ့ရပါတယ်။ဂိုင်းတီတီရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပြီးတဲ့နောက်မှာတိုင်းလောကကနေအနားယူခဲ့ပါတယ်။မထင်မဖက်နဲ့သူကဒီလိုဝေးလံခေါင်းတည်တဲ့ဖခင်เจ้าမြတ်မှာပုံအောင်နေပြီးတော့အတိုင်းပညာကိုစူးစမ်းလေ့ကျင့်နေတာပါ။ လက်စားချပြီးတော့တိုင်းလောကကိုစိုးမိုးဖို့အတွက်သွေးနက်ဘလူးကကြောက်လွန်ကိုနတ်သူရဲကောင်းကိုင်းကိုလျှို့ဝှက်တိုက်ခိုက်ဖို့ညွှန်ကြားခဲ့ပါတယ်။တနေ့မှာတော့သွေးနက်ဘလူးကကိစ္စရဲ့တိုးတက်မှုကိုမေးမြန်းဖို့ကြောက်လွန်ကိုခေါ်လိုက်ပါတယ်။ယင်ကြီးကလည်းတူတူပါလာပါတယ်။သွေးနက်ဘလူးကသူမကိုအဲ့ဒီနေ့ကရှောက်ဝံကိုလျှို့ဝှက်တိုက်ခိုက်ခဲ့တဲ့အစိတ်ပြင်းတဲ့မိန်းမဆိုတာချက်ချင်းမှတ်မိသွားပါတယ်။သူကကြောက်လွန်ကိုသူမကိုဖယ်ရှားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကြောက်လွန်ကလှပတဲ့ယင်ကြီးကိုအယံကိုဆွဲလန်းနေတာကြောင့်သူ့ကိုတတ်နိုင်မှာမဟုတ်ပါဘူး။ သွေးနဲ့ဘလူးကတော့ဂယူးမဆိုင်ဖဲနဲ့တိုင်းခွက်တစ်ချက်ထင်းနဲ့ပဲသူမကိုတပ်ပြလိုက်ပါတယ်။မရေတက်နိုင်နဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့လူမဲနတ်ဆိုးနဲ့မင်ကျူတို့ကနောက်ဆုံးမှာတော့ဟွာမီသားစုရွာကိုရောက်ရှိပြီးတော့အစိတ်တရားခိုင်းရဲ့ပရိယေကိုဟွာစီးခူကိုအတီးပေးလိုက်ပါတယ်။တိုင်းသမားများစုဝေဘွဲကိုမတက်ရောက်ဖို့လည်းတိုက်တော့ပါတယ်။ဒါပေမဲ့ဟွာစီးခူကတော့သူတို့ကိုမယုံပါဘူး။ဒေါသတကြီးနဲ့သူတို့ကိုဖမ်းထားလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲလူမဲနတ်ဆိုးကလင်မြန်သွက်လက်တာကြောင့်ချက်ချင်းပဲထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ ဝါရင်ထိုက်ကတော့သူပြသနေတဲ့ငားရမ်းထားတဲ့စစ်တီတယောက်မဟုတ်ပါဘူးလမ်းတစ်လျှောက်လုံးမှာသူကအစိတ်တရာကားရဲ့လူယုံမာတွေကိုလျှို့ဝှက်ပြီးတော့တက်ဖြတ်နေတာပါသူကအစိတ်တရာကားရဲ့ပရိယေကိုဖော်ထုတ်ဖို့အတွက်ဝါမီသားစုရွာကိုအလျင်မြန်သွားဖို့ပြင်နေတဲ့အချိန်မှာသွေးနဲ့ဆိုဘလူးကသူ့ကိုကြားဖြတ်ပြီးတားဆီးပါတယ်တကယ်တော့သွေးနဲ့ဘလူးကအချိန်ကြံကြာကလေးကတန်တရားဝင်နေခဲ့တာပါနှစ်ယောက်သားလုံးဝအဆက်အသွယ်ဖြတ်ပြီးတော့တိုက်ခိုက်ကြပါတယ်သွေးနဲ့ဘလူးရဲ့တိုင်းပညာကအလုံးမြင်မာပြီးတော့ခဏအတွင်းမှာပဲဝန်ရင်ထိုက်ရဲ့ကြာဘုတ်ကိုလွင့်စင်အောင်ရိုက်ချပြီးရရဆက်ဆက် တက်ပြလိုက်ပါတော့တယ် မကြခင်မှာပဲတိုင်းသမားများစုဝေးပွဲစီစဉ်ထားတဲ့အတိုင်းကျင်းပပါတော့တယ်။ဂိုင်းကြီးတွေရဲ့ကိုစလေတွေကဟွာမီတားစုရွာကိုအလျင်မြန်ရောက်လာကြပါတယ်။အစိတ်တရားဂိုင်းကဓာတ်ဆက်ချောင်းထိုးပေါက်ကရိယာလို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့ညင်မနှိမ့်ဆက်တဲ့ကရိယာကိုပါပြသပြီးတော့ရွှေကြားဂိုင်းကိုတတ်တဲ့သူကိုဒီနေရာမှာပဲကွက်မြက်ပစ်မယ်ဆိုပြီးတော့ကျင်ညာပါတယ်။ထရန်ရထားတယ်ရွိပောင်ကတကယ်တမ်းအပြစ်ကျူးလွန်သူကသူ့ရဲ့ဆရာနဲ့သူ့ရဲ့ကောင်းကင်ရဲ့ခေါင်းဆောင်လော့ဖြစ်တယ်ဆိုပြီးတော့အမှတ်မထင်ကြေညာလိုက်ပါတယ်လူမင်းတဲ့ဆိုကလုံးဝကိုမယုံကြည်နိုင်ဖြစ်သွားပါတယ် သူအဲ့ဒီညကပြောသွားတာနဲ့လုံးဝကိုခြားနားတဲ့စကားကိုဘာလို့ပြောရတာလဲဆိုပြီးတော့ရွိပောင်ကိုမေးမြန်းဖို့ပြည့်တက်သွားပါတယ်။ဟွာစီကူကလူမဲနဲ့ဆိုးကိုတက်တဲ့ကိုဖုံးကွယ်နေရလို့အထင်မှားပြီးတားလိုက်ပြီးတော့ရွိပောင်ကိုဆက်ပြောဖို့ပြောလိုက်ပါတယ်။ရွိပောင်ကချွေချားခန်းရဲ့စီးစိမ်ကိုမမောပြီးတော့လူတက်မှုတွေကိုကျူးလွန်နေခဲ့တာသူ့ရဲ့ဆရာခေါင်းဆောင်တော့ဖြစ်တယ်ဆိုပြီးတော့မဟုတ်မမှန်ဆွဆွဲလိုက်ပါတော့တယ်။အဲ့ဒီနေရာမှာချက်ချင်းပဲဗျံမတာဖြစ်သွားပါပြီ။အမျိုးမျိုးသောထင်မြင်ယူဆချက်တွေနဲ့ဆွဆွဲချက်တွေထွက်ပေါ်လာပါတယ်။ကိုတပည့်ကိုယ်တိုင်လိန်လဲဆွဆွဲတာကိုခံရရတဲ့ခေါင်းဆောင်လောကအဲ့ဒီထိတ်လန့်မှုတံကိုမခံနိုင်တော့ပါဘူး။ တန်တရားတွေနဲ့ဆွဆွဲမှုတွေကြားထဲမှာခေါင်းဆောင်လောကခေါင်းတလားပေါ်ကတန်ဆူးကုန်နေနဲ့ခေါင်းကိုစောင့်ချလိုက်ပါတော့တယ်။တိုင်းသမားများစုဝေးပွဲကပြီးဆုံးသွားပါပြီ။ဂိုင်းကြီးတွေကလည်းတဖွဲ့ပြီးတဖွဲ့ပြန်သွားပါတယ်။အဲ့ဒီချိန်မှာရွိပောင်ကသူ့ရဲ့ပကတိရုပ်ကိုဖော်ထုတ်လိုက်ပါတယ်။သူကအစိတ်တရားဂိုင်းကလက်ထိုးထားတာကိုအဟိုးအရင်ကလေးကလက်ခံထားခဲ့တာပါ။ဂိုင်းခေါင်းဆောင်ကြောက်လုံကသူ့ကိုဂိုင်းခေါင်းဆောင်တူဖြစ်စေရမယ်ဆိုပြီးတော့ဂရီပေးထားပါတယ်။ ဝါစည်းကူကလှည့်စားခံလိုက်ရတာကိုမသိဘဲနဲ့ခေါင်းဆောင်လော့ကရှက်လို့ကိုကုတ်ကိုတက်တည်တယ်လို့ယုံကြည်ပြီးသူမရဲ့အခန်းကိုပြန်လာခဲ့ပါတယ်။သူမရဲ့ချစ်သူဟောင်းချာဟုံကဒီကိစ္စကဒါလောက်ရိုးရှင်းမှာမဟုတ်ကြောင်းကိုသတိပေးခဲ့ပါတယ်။ဝါစည်းကူကတော့သူ့ကိုမယုံပါဘူး။အဲ့လိုနဲ့သူတို့စကားများနေတော့မှအင်တော်ဒိန်ကအစိတ်တရာခိုင်းကသူတို့ရွာကိုဝိုင်းထားပြီဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။ဟွာစီကူကအစိတ်တရာခိုင်းရဲ့အတုံးချခံဖြစ်ခဲ့ရပြီဆိုတာအဲ့ဒီတော့မှပဲသဘောပေါက်သွားပါတယ်။ဒါပေမဲ့ပြန်လှည့်ဖို့ကတော့နောက်ကျနေပါပြီ ဝါစီကူကသူမရဲ့အကောင်းဆုံးတိုင်းခွက်ကိုထုတ်သုံးခဲ့ပေမယ့်သွေးနက်ဘလူးကိုမရှင်းနိုင်ပါဘူး။ရှုပ်ထွေးမှုတွေကြားထဲမှာသူမရဲ့ချစ်သူဟောင်းချဟုံကလည်းအသက်ဆုံးရှုံးသွားရပါလေ။ထိတ်လန့်သွားတယ်။ဝါစီကူကိုသွေးနက်ဘလူးကတစ်ချက်သေးနဲ့ပဲဖျက်ဆီးလိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲလူမဲနဲ့ဆိုသူ့ဆရာနဲ့တခြားသူတွေကတစ္ဆေပေါင်းယူပောင်းနဲ့သူ့လူမိုက်တွေကိုလိုက်ပြီးတော့ဖမ်းဆီးကြပါလေ။ဒီတစ်ခါမှာတော့လူမဲနဲ့ဆိုကတနာညာတာခြင်းမရှိတော့ပါဘူး။တိုင်းခွက်အနေငယ်တွင်မှာပဲယူပောင်းကိုရှင်းပြလိုက်ပါလေ။သူတို့ခြံဝင်းထဲကိုအလင်းစလို့ရောက်သွားတဲ့အခါမှာအလောင်းတွေအပြည့်ဖြစ်နေတာကိုတွေ့ရပါလေ။ ပွာစည်းကူတောင်မှလဲကြနေပါပြီ။သူတို့ဝမ်းထဲပူဆွေးနေတော့မှပဲသွေးနဲ့ဘလူးကရုတ်တရက်ပေါ်လာပါတယ်။ကံကြက်တစ်ချက်ထဲနဲ့လူမဲနဲ့ဆိုရဲဆရာကိုလွင့်ဆင်သွားအောင်ကန်ထုတ်လိုက်ပါတယ်။ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ဆရာဖြစ်သူကသွေးအံထုတ်လိုက်ပြီးတော့အနာကျက်ဖို့အတွက်အတွင်းအားကိုအာယုံဆိုင်ဖို့အလျင်မြန်စူးစမ်းရပါတယ်။လူမဲနဲ့ဆိုကမဟာနတ်ဆိုးဖြစ်တဲ့သွေးနဲ့ဘလူးကိုတယောက်တည်းရင်ဆိုင်ဖို့ပဲကြံမာတော့တယ်။ဒါပေမဲ့သူကဘလို့မှရှင်းပြနိုင်မှာမဟုတ်ပါဘူးတခြားရွေးချယ်စရာမရှိတာကြောင့်သူကခံနိုင်ုံသာခံနေရပါတယ်မင်ကျူးကတော့အနီးနားကလူစိုးကိုင်းသားငယ်တွေကိုရင်ဆိုင်ဖို့တောင်ရုံးကန်နေရပါတယ် လူမဲနဲ့ဆိုကသွေးနဲ့ဘလူးကိုအရင်ကတိုက်ခိုက်ခဲ့ပြီးပြီးတော့ဘေးကနေသူ့ဆရာရဲ့လမ်းညွှန်မှုနဲ့ဆိုရင်ထိုးစစ်ကိုတောင်စတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သွေးနဲ့ဘလူးကတန်ဝိယုံပညာကိုကျွမ်းကျင်ပြီးသားဖြစ်တာကြောင့်တာမန်ဓာတ်တွေတမြောင်တွေကသူ့ကိုမထိခိုက်နိုင်ပါဘူး။တန်ဝိယုံပညာမှာအားနည်းချက်တစ်ခုရှိတယ်ဆိုပြီးတော့လူတိများပါတယ်။အဲ့ဒါကတော့ဇောင်းတကားလို့ခေါ်တဲ့သွေးကြောမှတ်ပဲဖြစ်ပါတယ်။သူ့ဆရာကဘေးကနေတတိပေးနေပေမဲ့သူတို့နှစ်ယောက်ရဲ့တိုင်းပညာကကွာဟချက်အလွန်ကြီးမားတာကြောင့်လူမဲနဲ့ဆိုကမအောင်မြင်ပါဘူး။ မင်းကျူးနဲ့သူ့ဆရာတို့ကကူညီဖို့ရှေ့ကိုပြေးသွားပြီမဲ့လူ၃ယောက်ရဲ့အင်အားနဲ့တောင်သူတို့ကအားနေနေတော့မှာပဲရှုပ်ထွေးနေတဲ့အချိန်မှာပဲလူမဲနဲ့ဆိုကဓာတ်၁၈ချောင်းထိုးဖောက်ကရိယာရဲ့ရန်ရာကိုဖွင့်လိုက်ပါတယ်ချက်ချင်းပဲဓာတ်၁၈ချောင်းကပြန်ထွက်သွားပြီးတော့သွေးနဲ့ဘလူးကိုထိမှန်သွားပါတော့တယ်သွေးနဲ့ဘလူးကလဲကျသွားတာကြောင့်အလုပ်ပြီးပြီလို့ထင်လိုက်ရပါတယ်ဒါပေမဲ့လဲကျသွားတဲ့လူကရုတ်တရက်ပြန်ထလာမယ်လို့ဘလူးကထင်ပါလေသူကသူ့ရဲ့အတွင်အားကိုအသုံးပြုပြီးတော့ဓာတ်တွေကိုအတင်းကျပ်ထုတ်ပြလိုက်ပါတယ်သူ့ရဲ့ဝမ်ပိုက်မှာဓာတ်တစ်ချောင်းနဲ့သာကျန်ပါတော့တယ် လူမဲနဲ့ဆိုကလည်းအခွင့်ကောင်းယူပြီးတော့အိုက်ဓာတ်ကိုကန်လိုက်ပါတယ်။သွေးနဲ့ဘလူထိတ်လန့်နေတော့မှပဲလူမဲနဲ့ဆိုကပေါ်ပါစွာခုန်တက်ပြီးတော့သွေးနဲ့ဘလူရဲ့ပခုံးထက်ကသွေးကြောအမှတ်ကိုဓာတ်ရိုက်ထိုးနှက်လိုက်ပါတော့တယ်။တန်ဝေးယုံပညာလည်းပျက်စီးသွားပါပြီ။သွေးနဲ့ဘလူကလည်းစိုးသွဲမှုတွေထပ်မံကျူးလွန်နိုင်တော့မှမဟုတ်ပါဘူး။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပြီးမှမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။